ပြည်ပရောက်တိုင်းရင်းသားတွေပြည်တွင်းကိုပြောင်းဝင်ခွင့်ရဖို့ NLD ဆိုအနေနဲ့ဥရိယဖြေရောမှုတွေလုပ်ပေးတယ်လို့တိုင်းရင်းသားပါတီကိုယ်စားလှယ်ကပြောပါတယ်ဒီသင်းကိုတော့ဥဇေယချန်ရေးကပြပို့ထားပါတယ်ခင်ဗျပြည်ပကိုရောက်ရှိနေတဲ့တိုင်းရင်းသားတွေဟာစီးပွားရေးအကြောင်းပြချက်တစ်ခုတည်းကြောင့်ပြည်ပကိုထွက်ခွာခဲ့ကြတာမဟုတ်ပဲနိုင်ငံရေးရိုက်ခတ်မှုတွေကြောင့်ပြည်ပကိုရောက်သွားသူတွေလည်းရှိနေတဲ့အတွက် NLD ကအစိုးရဖွဲ့စည်းပြီးတဲ့အခါဥပဒေအရဖြေရှင်းမှုတွေလုပ်ပေးဖို့လိုအပ်တာဖြစ်တယ်လို့ချင်းတိုးတက်ရေးပါတီတာဝန်ရှိသူတို့ကပြောဆိုလိုက်တာပါ။ အခုတော်တော်များများဒုက္ခတဲ့အုပ်စုတွေတော်တော်များများနိုင်ငံရေးနားလည်တဲ့အုပ်စုတွေရှိပါတယ်ဒီဟာကိုပြန်ပြီးအစိုးရတရားနေနဲ့အတုံးပြန်ချမယ်ဆိုနိုင်ငံအတွက်လည်းကောင်းဆုံးဖြစ်မှာပါအဲ့တော့သူတို့လက်ရှိဟိုမှာတက်တည်လာတဲ့ပညာနဲ့ပတ်သက်တဲ့ဒီဟာမျိုးကိုပြန်ပြီးလုတ်ကင်နိုင်ဖို့ပေါ့လေနောက်သူတို့ပြန်လာလို့ရှိရင်လည်းဒီဥပဒေတရားအနေနဲ့အာမခံချက်ပေးဖို့လိုတယ်ဥပမာတချို့အာနိုင်ငံရေးတိတ်ပံနိုင်ငံရေးတိတ်ပံနဲ့ကြောင်းပြတဲ့အုပ်စုတွေရှိမယ်ပြည်နယ်တွင်းထဲမှာပဲမွန်ဆွန်မွန်ချင်းဆိုချင်းပေါ့လေပြည်နယ်တွင်းထဲမှာပဲဒီနိုင်ငံရေးတိတ်ပံကြောင်းလေးတွေကောင်းကောင်းမွန်မွန်ဖွင့်နိုင်တဲ့ဟာမျိုးအစိုးရကနေ ဟိုမူဝါဒကမူဝါဒချမှတ်ပြီးတော့အမခံချက်ပေးဖို့လိုတယ်စီးပွားရေးအကြောင်းပြချက်နဲ့ပြည်ပကိုထောက်ခံသွားရသူတွေအတွက်လည်း NLD အစိုးရကအလောက်ကင်ခွင့်လန်းတွေကိုပြည်တွင်းမှာဖန်တီးပေးနိုင်မှုလိုအပ်တယ်လို့မွန်ပြည်နယ်မှာနေထိုင်တဲ့ Federal ပြည်ထောင်စုပါတီတာဝန်ရှိသူတွေကဆိုပါတယ် NLD အစိုးရတွေနဲ့သူတို့ခုမှသွားတာဒုက္ခဖြစ်တယ်ဆိုတာကိုဒါသူ့ရဲ့ပုံမှန်မဟုတ်ဘူးဒုက္ခဖြစ်တယ်ကိုဒေတာမှာအဲ့လိုမျိုးဆက်ယူနေမှာပေါ်လာဖို့ရယ်သူတို့ကလည်းဒီမှာပြန်လုတ် ဖို့လိုအပ်တယ်။ဟိုတာသမီတွေကိုထိန်းချောင်းဖို့ကလိုအပ်လာတယ်။နောက်ပိုင်းအတွက်ကျွန်တော်စိတ်ပူရတယ်။တာသမီကမိဘရဲ့အုပ်ထိန်မှုနဲ့ဝေးဝါးတဲ့ခါကျတော့နောက်ပိုင်းစိုးရင်စရာဖြစ်လာတယ်လေ။ကလေးရဲ့ပညာရေးတို့ဘာလို့ညာတို့မှာအဲ့တော့ဒီမှာပဲပြန်လုပ်ဖို့ကောင်းတယ်ဆိုတဲ့ဥစ္စာကိုပေါ်လာအောင်ကျွန်တော်ဆောင်ရွက်ပေးဖို့လိုတယ်။ရင်းဆိုးရဆက်ဆက်နိုင်ငံသားအခွင့်အရေးကိုလေးမထားခဲ့တဲ့အတွက်လက်ရှိအခြေအနေကိုကြုံတွေ့နေရတာဖြစ်ပြီးပင်နိုင်ငံသားမဆိုနိုင်ငံရဲ့ဥပဒေအကာအကွယ်ကိုခံယူခွင့်ရှိတဲ့နယ်လို့ဥပဒေပညာရှင်တို့ကဆိုပါတယ် နောက်ထပ်ကဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်နိုင်ငံတော်နိုင်ငံတိုင်းမှာဥပဒေအရတာဝန်ရှိမှုနိုင်ငံသားတိုင်းကိုဘယ်နေမှာပဲရှိနိုင်ငံတော်အကာအကွယ်ပေးရမယ်အဲ့တော့ပြည်ရင်းမှာပဲဖြစ်ဖြစ်ပြည်ပမှာပဲအကာအကွယ်ပေးရမယ်အဲ့ဒီအကာအကွယ်ပေးရမယ်ဆိုရင်ဥပဒေသားအရအကာအကွယ်မပေးနိုင်မှုတွေဟာဒီနေ့နိုင်ငံတကာမှာရောပြည်ရင်းမှာရောအခက်အခဲနေရင်ဆိုင်နေရတယ်ပေါ့ပြည်ပရောက်နိုင်ငံသားရေအတွက်ဟာရပ်ဖက်အဖွဲ့စည်းတို့ရဲ့စီးရင်နေရလူဦးရေ6တန်းကျော်ရှိနေတာဖြစ်ပြီးအစိုးရကထုတ်ပြန်တဲ့2014သကောင်စီးရင်ပင်မအစီရင်ခံစာကတော့ ပြည်ပရောက်နိုင်ငံသားနှစ်သန်းပဲရှိတယ်လို့ဆိုပါတယ်ကျွန်တော်ကဇေယချမ်းကြီးပါ